ပရိုမိုဒိုင်းမောကလာပြီဒါပေမဲ့အရင်နှစ်တွေတုန်းကလို့ record ရေဖောက် signal ရှောက်ဝယ်ပြီးတော့မှ နောက်သားတွေရနေတော့မှလာဒါပေမဲ့ဒီတစ်ခါမှတော့သကွန်ကယ်တင်ပေးမှဖြစ်ပါတယ်အဲ့တော့အဲ့ဒီရလာတဲ့ပရိုမိုဒိုင်းမောနဲ့စီကနေပြီးတော့ face skin ကိုဝယ်တဲ့တာဆိုတော့ဘိုးပြပြပေးမှဖြစ်ပါတယ်တကယ်အနှိမ့်တွေယူရနော် စကင်တို့ကိုဝယ်လို့ရရင်တင်မကပဲနေရခေါ်အဖက်တွေကိုဘရိုနေနေပေါလိုရနေပါသေးတယ်ခင်ဗျာโอเคဆိုတော့ပထမဦးဆုံးဘရိုဝယ်သေးတဲ့စကင်တွေထဲမှာဘာရဲအီဘစ်စကင်တွေဖြစ်ပါတယ်ဒီစကင်တွေနေရတော့ဘလောက်တိမိုက်လဲဆိုတော့ကျွန်တော်အများကြီးတော့မပြောချင်တော့ဘူးဘရိုဘတ်သားကိုဂရိုးရှိုးလိုက်ဒါတော့မှတော့စောက်ရောက်မှမကြမ်းရသေးလို့စကဲအဖက်ဘရိုမီနေရသေးလို့သူရဲ့သူကြားချက်ကိုပြောရရင်တော့ဖော့စီယာကနေပြီးတော့မှနားကိုပြောင်းဝင်မှဆီးလိုက်တာပဲဖြစ်ပါတယ် မိပြရတဲ့နေရာကိုကျွန်တော်အကြံပေးချင်တာကတော့ Go ရဲ့ Epic Skin တွေဖြစ်ပါတယ်။ Go ကလည်းနောက်ပိုင်းဘူးဘူးမှကျန်းလာတယ်ဗျာ။အဲ့ဒါကြောင့်မို့လို့ Legend Skin ကိုမတတ်နိုင်ဘူးဆိုတော့ Epic Skin လေးကိုဘူးယူလာအများကြီးတော့မပြောတော့ဘူး။ Scarf ဆောင်းကျန်းလို့ပဲဖြစ်ပါတယ်။ Maxman Go ရဲ့နေရာကတော့ Clay Epic Skin ကိုဘာမှမစင်စားနိုင်တော့ဘူးနဲ့။ Thunder ဝဲချပလိုက်။ Epic Skin လေးထဲမှာဆိုရင်တော့ဖြစ် Brute Spirit တုံးလို့ရှိရင်ဗျာ။ ထွက်လာတဲ့အတန်ကတမျိုးပြောင်းသွားတာဗျအဲ့ဒါမှတကယ်အနှစ်သားကြီးရောနောက်တစ်ခုကတော့တမ်ပလီယာတွေအတွက်ပဲဖြစ်ပါတယ်တမ်ပလီယာတွေနေရာတော့ကတော့ကကြာကြီး EBS ကိုဝယ်သေးထားပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဒီစင်နေနေရာတော့ဘရိုကူမြင်တွေ့ရတိုင်းပဲသူ့ရဲ့ထဲထားတဲ့ scale fat နေနေရာတော့ EBS ကိုထောက်ဖို့ဘူးတော့ကျန်းတယ်လို့ကိုမြင်စီရမယ်စကင်လေးပဲဖြစ်ပါလေလုံးဝဟုတ်ပြပရီမီယံဆန်နေပြသားကြီးရောအဲ့ဒါတော့ကျွန်တော်တကယ်မနောက်ဘူးဗျာနောက်ဆုံးတစ်ခုကတော့ဖုံမင်းသားနေပြီးတော့မှရေမင်းသားပြောင်းသွားတယ်ခါလေး EP စင်လေးပဲဖြစ်ပါလေသူမကတော့ bro အပေါ်ပြောင်းလဲသွားတယ်လို့ပဲအဲ့ဒီအတိုင်းကူမှသူကပြောင်းလဲသွားတာ ။တရက်နေကြီးဘာမှမဆိုင်ပဲနဲ့အဲ့လိုမျိုးပြောင်းလဲသွားတာဗျာ။ဒီမှလေအဲ့လိုပဲမလား။အရင်သေးစရာကနေဒီမှာရေကိုပြောင်းစီလိုက်တာကြီးကတော့လုံးဝတကြုံမှာနှိပ်ရွယ်ဖြစ်ပါတယ်။အဲ့တော့ဝယ်တဲ့ပါလေ။နောက်ဆုံးတစ်ခုကတော့ဘယ်မွန်ရဲ့ ebay skin လေးတွေဖြစ်ပါတယ်။ဒါကတော့ဘာမှပြောစရာမလိုတော့ဘူးဘူးမင်းရဲ့အတိုင်းပဲ။ဒါတော့မှဖက်တက်ထဲမှာမကျန်းရတဲ့တော့ဖက်တက်ထဲမှာကျန်းမှန်းဆိုရင်တော့တကယ်ကိုလိန်ကျန်း skin clotter skin ဒီဘာအောင်မှာ2 scale ဖက်ထွက်နေပြာ။ဘယ်မွန် skin ထဲမှာဆိုရင်ကျွန်တော်ကြိုက်ဆုံးတကယ်ပြောတော့ clotter skin ထဲမှာပိုကြိုက်တာတားရီတို့။နောက်တစ်ခုကတော့ blue နဲ့အဲ့လိုမျိုးပဲ။ အဲ့တော့ Brooding နေရရော Baskin ကိုဝယ်ဖို့စဉ်းစားတာလေကျွန်တော်ပြောတဲ့ skin တွေထဲမှာမှာ Brooding နေရော Baskin ကိုအကြိုက်ဆုံးလေပြီးကြတော့ Ibis skin ကိုရောထပ်ဖောက်အောင်ပါလားဆိုတာလေးကကျွန်တော် comma အောက်မှာဝင်ရတော့ခေလို့ရမှာပဲဖြစ်ပါတယ်အခုအတိတ်ထွက်ရှိလာတဲ့ skin လေးကိုကျွန်တော်နေနေ review လုပ်ပေးမယ် bro ရေဒီ skin နေနေကတော့ Selina ရဲ့ new skin လေးပဲဖြစ်ပါတယ်အဲဒါတော့အများကြီးတော့ပြောစရာမလိုဒီ skin ရဲ့ထူးခြားချက်ကိုပြောရရင်တော့သူ့ရဲ့အဲ့ဒီမျိုးပြပြောင်းလဲလိုက်တဲ့ scale 1နဲ့ scale 2ကတော့လုံးဝတကယ်ကိုမနှိပ်ပြီးကြတော့သူ့ရဲ့ scale 5တွေကိုပို့ပြီးတော့မှလန်းလာတယ်လို့ ကုန်ကြားတဲ့ဈေးတွေခါလေးပုံပြီးတော့အကျန်းလာတယ်ပေါ့နော်ကျွန်တော်ကိုယ်စီမြန်လေးမြင်တွေ့ရတိုင်းပဲ scale effect တွေနေနေရတော့လုံးဝတကယ်ကိုမှကျစင်ပြဘာမှလိုအပ်ချက်တွေမလိုအပ်တော့မှလုံးဝ perfect ဆိုတဲ့ထဲမှာပါရောဒါကတော့ကျွန်တော်အမြင်ရပဲဖြစ်ပါဘူး blue blue ထင်လဲပေါ့နော်ကဲကိုစင်ရင်တော့ MPS skin တွေထဲမှာမှအသက်ရှိလိုက်ပြီဖြစ်တယ်ဤသည့် new skin တွေကိုကျွန်တော် review လုပ်ပေးမှာဖြစ်ပါတယ် blue ပထမဦးဆုံး intro မှာ blue သိမိနေရတော့လုံးဝဆက်ရောက်ကပုတ်ချမ်းလာရပြီဗျပြီးကြတော့အဲ့ဒီထဲကနေရင်အိတ်တက်ထွက်လာရဲအဲပြီးကြတော့မှ MPL လို့ bowling နဲ့ဆိုတော့ sound ချမ်းတာပေါ့ဗျပြီးကြတော့ပေါင်းဆက်ထားတဲ့အရောင်တွေနေရင်အပန်းအရောင်တွေရော အကြီးကတော့အပြာရောင်တော့ပြောရမယ်ပေါ့နော်အဲဘရိုဆောနာကတွေ့လိုက်လားအဲ့ဒီမျိုး MPL လိုကိုကြီးကတော့လုံးဝတကယ်ကျွတ်စီရင်ဗျာအီတင်မရောဘရိုတီးချတဲ့အတိုင်းပဲဗျာသူကတော့သူ့ရဲ့ဆက်ရောက်နေသူနဲ့တကူလေးဖြစ်နေတာဒါပေမဲ့အာတီမိတ်တုံသွားတဲ့ခါမှာဆိုရင်တော့သူ့ရဲ့ဆက်ရောက်ယူကပြောက်သွားပြီးတော့မှသူကပဲအဲ့ဒီဆက်ရောက်ခံတာကိုရေကနေထွက်လာတယ်လို့ဗျာအဲ့ဒီကနေမှဆက်တပ်ဖြစ်တာပေါ့ပြီးကြတော့သူ့ရဲ့ဆက်ရောက်ယူကပြန်ပြီးတော့မှကြားလာရပေါ့နော်ပြီးကြတော့စကေတူးဟာဆိုရင်ဘရူမီတဲ့အတိုင်းပဲအန်နမီတွေကိုအဲ့ဒီမျိုးမားပြီးတော့မှအတင်လာရပေါ့ဗျာအမ် စကေးဝင်းကလောကအနှစ်ရယ်ဘလူးစလိုမိုရှင်နဲ့တခြားကြီးမဲ့ဆိုရင်တော့ပေါင်းဆက်ထားတဲ့ effect တွေနေနေတော့တခြားလေးဥမှမမြန်မှာပဲဖြစ်ပါတယ်လုံးဝစောက်ရမ်းများတယ်ဗျာအဲ့ဒါကြီးကတော့ကျွန်တော်အများကြီးတော့မပြောတော့ဘူးနော်ဒါကြီးဒီနောက်ပဲရှို enemy တွေကအနားမှာ okay နီးကက်ကက်လေးရှိနေမယ်ဆိုဘလူးက spare တွေတုံးပြီးတော့မှကြုံသွားလိုက်မယ်ဆိုရင်တော့ဒီကဘေးဆက်ထန်းတဲ့ဘလူးကြုံမယ်ဆိုရင်တော့ပြဗျာအဲ့ဒီမျိုးလက်စစ်လက်ပေါ်နေတယ်လက်စစ်တွေထဲမှာဆိုရင်လည်းအပြာရောင်နဲ့အဖြူရောင်ထည့်ပေးထားတာကိုလည်းတွေ့မြန်မှာဖြစ်ပါတယ် အာဒီမီတုံးလာတဲ့အခါမှာဆိုရင်လေတုံးရမယ့် spare ကပြောင်းသွားလိမ့်မယ်ဗျာ3 scale 1ကတော့ blue ninja အတိုင်းပဲအဲ့လိုမျိုးလေးပြောင်းလဲသွားရပါတော့ကျွန်တော်ကြိုက်ဆုံးက TF blue အဲ့တော့မနာဘူး blue show ရတယ်အဲအဲ့လိုမျိုးအဲ့လိုမျိုး FF2 ကိုလေတေချာတော့မမြင်ရပဲမယ်သူရဲ့ FF ကို blue slow motion နဲ့တေချာပြင်လိုက်မယ်ဆိုရင်လုံးဝတိတာရေးဗျာအဲ့ဒါကြီးကတော့ခုနကမှဆိုရင်နောက်တစ်ခွက်အတိုင်းလို show လိုက်တော့ show လိုက်တော့အဲအာဒီမီတုံးလာတဲ့အခါမှာဆိုရင် enemy တွေကရှင်းနေကြာနေမျိုးခွဲထုတ်သွားရဲကွာအဲ့ဆိုတော့ blue နေနေရ enemy ကိုခွဲချင်လာရတယ် expert တုံးလာ okay white တိုင်းတို့